အားလုံးပဲမင်္ဂလာပါရှင်။ Listener Heaven Channel မှာကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိတ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာမကြီးခင်နှင်းယူရဲ့ဇီဝဇိုးစံအိမ်လက်ရွေးစင်အတွေးဆောင်ပါစာစုစာအုပ်မှာဇီဝဇိုးလို့အမည်ရတဲ့စောင်းပါလေးပဲဖြစ်ပါရရှင်။ပြီးခဲ့တော့ရှုမဝမဂဇင်းတွင်ကျမသည် ကိုတန်းဆွေအကြောင်းနဲ့ပတ်သက်ပြီးခရောင်းတော်မှရုပ်ချီးထား၍ဟူသောစောင်းမကိုရေးသားခဲ့ပါသည်ထိုစောင်းမထွက်လာပြီးနောက်စာဖတ်ပရိသတ်ထံမှစာများလာရာတွင် အများဆုံးလာသောစာများမှာကျမသည်ကိုတန်းဆွေအားမှီ၍ဝါကိုတန်းဆွေစင်တင်ပေးလိုက်၍စာရေးဆရာတယောက်ဖြစ်လာတဲ့ကဲ့သို့သူတို့အားလည်းစင်တင်ပေးပါရန်မေတ္တာရက်ခံသောစာများဖြစ်ပါသည်ထိုစာများမလာခင်ကလည်း ကျမထံသို့စာမူများလက်ရေးနှင့်ရေးထားသောဗလာစာအုပ်နှင့်ဝိတုတူရှိများအမြောက်အများ ရေးပို့ကြလေသည် ထိုစာမူများကိုကာယကံရှင်များထံသို့ပြန်ပို့နိုင်သည့်အခါလဲပို့ခဲ့၏မဂဇင်းများသို့ပို့သည့်အခါလဲပို့ခဲ့ပေသည်ထိုစာမူများကြောင့်ယခုစောင်းပါကို ရေးခြင်းဖြစ်ပေသည်တအူးစီထံသို့စာပြန်ခြင်းထက်ယခုကဲ့သို့စောင်းပါအနေနဲ့ ရှုမဝါမှရေးသားခြင်းကို ကျမထံသို့စာပေးသော စာဖတ်ပရိသတ်သည်လက်ခံကျေနပ်လိမ့်မည်ဟုညှော်လင့်ယုံကြည်ပါသည်စင်စစ် စာဖတ်ပရိသတ်ထံမှ စာများကိုအချင်းချုံ၍အတိတ်ပဲဖော်ပြရရင်သူတို့လည်းစာရေးဆရာ ဖြစ်လိုသည်ကူညီပါဟု၍ဆိုလိုခြင်းပင်ဖြစ်ပေသည်တခါကလည်းမိတ်ဆွေတယောက်ကသူ့ဝိထုတွင် အမှားစာရေးခိုင်း၏ ကျမကရေးပေးရန်ညှင်းဆိုမိသောအခါမခင်ယုဝိတ္ထုမှာတော့သူများတွေအမှားစာရေးခိုင်းပြီးသူများဝိတ္ထုမှာတော့ဘာကြောင့်အမှားစာရေးမပေးတာလဲဟု၍အပြောခံခဲ့ရပါသည်ကျမစိတ်ထဲမှာထင်ပါသည်အမှားစာရေးခြင်းစာအုပ်များကို ဝေဖန်ခြင်းစာမူတစ်ခုကိုတော်မတော်ရမရတီးဖြတ်ပြင်ဆင်ခြင်းများမှာအရေးချင်းတစ်ခု ညာရက်တစ်ခုဟူ၍ကျမယူဆပေသည်ကလောင်တစ်ချောင်းကန်၍ကလောင်အမည်တစ်ခုကို ယူထားတိုင်းလဲအထက်ပါအလုံမျိုးကို လုံနိုင်လိမ့်မည်မဟုတ်ဟူ၍ကျမထင်ပါသည်အဘယ်ကြောင့်ဆိုသောကျမကိုယ်တိုင်တွင် ထိုအရေးအချင်းမျိုးမရှိသောကြောင့်ဒီကိုတန်းဆွေမှာ စာရေးခြင်းဟူသော အတတ်ပညာတစ်ခုတည်းသာရှိသည်မဟုတ် စာမူတစ်ခုကိုပိုင်းခြားဝေဖန်ဆုံးဖြတ်တတ်သောအယ်ဒီတာအုံနောက်လည်းရှိသည်ကိုစာဖတ်ပရိသတ်များ ဂယုပြုမိလိမ့်မည်ထိုကဲ့သို့သူကတီးဖြတ်ပြင်ဆင်ပြီးသောစာမူကိုထည့်ရန်လဲသူကိုယ်တိုင်အလုတ်လုံနေသောမဂဇင်းတိုက်ရှိသည်ကို စာဖတ်သူများတတိပြုမိပေလိမ့်မည်တခုကလည်းစာဖတ်သူများထင်းသည်မှာခင်းနှင်းယူသည် စင်ပေါ်ရောက်နေပြီဖြစ်၍ခင်းနှင်းယူထံမှတဆင့်ပို့သောစာမူများကိုလည်းဘယ်မဂဇင်းကမဆို လက်ခံလိမ့်မည်အထင်နှင့်စာမူများကို ကျမထံပေးပို့ကြသည် ထိုအယူအဆသည်လည်းမှားယွင်းပါသည်ကျမကိုယ်တိုင်ရေးသောစာမုံများကိုပင်မဂ္ဂဇင်းများက အခါခသိန်းလက်မခံသည်ကိုယခင်ကကျမရေးသောစောင်းပါများတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်တချို့ကလည်းအယ်ဒီတာများကိုအထင်သေးကြသည်ဗတ်လိုက်သည်ထင်သည်ဗတ်မလိုက်သူ မျက်နှာလိုက်သူရှိကောင်းရှိမည်ဖြစ်တော်လဲအယ်ဒီတာတိုင်းကိုတော့အထင်မသေးရန်ကျမတောင်းပန်လိုပြီကျမစိတ်ထင်မူ အဲ့ဒီတာကပယ်ယုံမကွေစုပ်ပြစ်ပြစ် လူကိုယ်တိုင်းမင်းလိုက်၍ရိုက်ရိုက်မစုံမနစ်တော့လုံလာဖြစ်ရေးချင်ရင်စူးစားရေးကကောင်းလိမ့်မည်ဟု၍ထင်ပါသည်ပုံသေးကားကြတော့စာရေးเสียဖြစ်လို့တော့ဘလို့လို့ဟု၍ကျမအနေနဲ့တော့မပြောတတ်ပါတခြားပညာရှင်များကပြောပြတတ်ပါမူနီးနာညွန်ပြတတ်ပါမူစီးဘူးလိုက်နာစေခြင်းပါသည်တခါတရံဟောပြောပွဲများတွင် မလွဲမရှောင်သာ၍ ကျမဟောပြောရသော အခါလဲစာပေအကြောင်းတို့မဟုတ်စာရေးဆရာဖြစ်လို့သော ဆိုသောခေါင်းစဉ်နှင့်အကြောင်းအရာများကိုကျမမပြောခဲ့ကျမစာကိုဘလို့ရေးသည်ကိုသာကျမပြောပြခဲ့ပြီသည်အဘဲကြောင့်ဆိုသောကဗတ်စာပေမပြောနှင့်မြမစာပေလောကတစ်ခုတည်းကိုကပင် အတော်မတတ်အောင်ကျေဝန်းလှပြီသည်ကျမကိုယ်တိုင်ကပင် သူတစ်ပါးထွန်းညှိပေးခဲ့သောမိဘုံကိုအားပြု၍ စံတဝါဝါလျှောက်ကနေရာဆဲဖြစ်သည်ကိုကျမဤစာဖတ်ပရိသတ်များတတိပြုစီခြင်းပေသည်စာရေးဆရာအမြောက်အများထွက်စီလိုသော စေတနာဖြင့်တခါကစာရေးဆရာကလက်ကကြီးမှု၍စာရေးနည်းသင်တန်းတစ်ခုဖွင့်လှစ်ခဲ့သည်ကိုတတိပြုမိကြပေလိမ့်မည်ထိုသင်တန်းမှာဘ ഹു တုတတော့အလွန်ရပါသည်သို့သော ကျမတခါကရေးပြခဲ့သလိုပင်ဘာသာရန်များကို ပို့ချသောပညာရှင်ဆရာများမှာသင်တန်းစင်းငိန်တွင်ညှင်းညူကြသည် အဘဲကြောင့်ဆိုသောတင်နန်းစဉ်ဆွေးနွေးပွဲတွင်ចောင်းသားများမေးသော မေးခွန်းတွင်ဝိတ္ထုပုံစံဆိုသည်မှာဘလို့လဲအတူကိုဘလို့ဆ၍အရှိကိုဘလို့ရေးရမလဲအဆရှိသော မေးခွန်းများဖြစ်၏စိတ်ရှည်လက်ရှည်ဖြေသောဆရာဦးထင်ဖတ်ပင်လင် အုံနောက်ခြောက်ခဲ့ရ၏တချို့ကကျွန်တော်တို့စာမှုမဂ္ဂဇင်းနဲ့ပါအောင်ဘလို့လုပ်ရမလဲဆိုသောမေးခွန်းကအဆမေးခဲ့ကြသည် တခါကကျမခရီးထွက်စဉ်တွင် မိန်းကလေးတစ်ယောက်ကလာရောက်မိတ်ဆက်ရင်ကျမကိုပြောပြခဲ့သည်မမစာမှုတွေအပယ်ခံခဲ့ရဘူးသလားကျမတော့စပြီးစာရေးကလေးကဘယ်မဂဇင်းတိုက်ကမှ မပယ်ခဲ့ဘူးအားလုံးလက်ခံပြီးဖော်ပြခဲ့တယ်ဟု၍ပြောပြပါသည်ထို့ကဲ့သို့ထူးခြားသော ပါရမီရှင်များအတွက်မူစာရေးဆရာဖြစ်ဖို့အကြောင်းမှာအခက်အခဲမရှိပေကျမအဖို့မှာမူအခက်အခဲပေါင်းများစွာကိုကြော်ဖြတ်လာရုံမကဲ ယခုလဲပြင်းရင်ဆင်ရင်ရှာရင်ဖွေရင် နားထောင်ရင်လေ့လာရင်မှတ်သားရင်နှင့်မင်းသေးသာသေသွားမည်ထင်သည် အလုတ်ကတော့ပြီးဆုံးမည်မထင်ပါအဘဲကြောင့်ဆိုသောစာရေးဆရာဆိုသည်မှာ BAMA MBBS အစရှိသောပညာရများကဲ့သို့ပြဋ္ဌာန်းသော ဒီစာအုပ်ဒီစမ်းသပ်မှုများကိုဖတ်ရှုလေ့လာ သင်ကြားပြီးဖြစ်၍သင်တန်းပြီးဆုံးပြီးရော့ဒီဂရီတစ်ခုဟူ၍ ိုင်းခြားသတ်မှတ်ထားခြင်းမရှိသောကြောင့်ဒီအကယ်၍ကိုကိုကိုငါစာပေကောင်းမာရက်နဲ့စင်တင်ပေးသောအယ်ဒီတာသို့မဟုတ်ထုတ်ဝေသူမရှိ၍သာ လူမှုလက်ထဲသို့မရောက်ဘူးဟူ၍အထင်ရှိခဲ့ပါလင် ယခုစာပေဗိမ္မာန်စာပေစုအဖွဲ့တွင်လက်ရေးမူနှင့်စာမူများလက်ခံနေပြီဖြစ်၍မိမိရေးခြင်းသည်များကို ရေးသားပေးပို့စေခြင်းမသည် ကျမတို့ခေတ်ထအခွင့်အလန်းတာနေပြီဖြစ်၍စူးစမ်းကြစီလိုပါသည် မဂဇင်းတိုက်များကိုလည်းအားမလျှော့ပဲရေးသား၍ပို့စီခြင်းပါသည်အထူးသဖြင့်ငွေတာကြီးမဂဇင်းတိုက်သို့ပို့လျင် ပိုမိုကောင်းပေမည်မနှစ်ကကျမဤဝိတ္ထုတပုတ်အားပြန်လဲပေးပို့ရာတွင် မခင်ယုဝိတ္ထုမှာအစိုးရဝါရကိုထိခိုက်ခြင်းမရှိပါသို့သောကျွန်တော်တို့အယ်ဒီတာ၃ဦးစလုံးလေလာဖတ်ရှုရ၌ဝိတ္ထုပုံစံမပိတဟု၍ထင်ပါသည်ဟုမှတ်ချက်နှင့်တကွပါလာခဲ့ပါသည် ထိုမှတ်ချက်ကိုကြည်ချင်းအဖြစ်အယ်ဒီတာများသည်တမန်ကရှန်ကလုံနေကြခြင်းမဟုတ်တဦးတဲ့သဘောနှင့်လုံနေကြခြင်းမဟုတ်တေချာစွာလေလာစီစစ်သည်ကို စာရေးလိုကြသူများတတိပြုမိကြပြီလိမ့်မည်ထို့ကြောင့်ပင်မလျှော့သောလုံလားဖြင့်ဆက်၍သာရေးဖို့ကျမအနေဖြင့်တိုက်တွန်းခြင်းပေသည်ကျမအားဥကြောင်းကြောင်းနိုင်သည်ဆိုရင်လည်းခံရပါမည်နီလန်အတိအကျတော့မပြောပြတတ်ပါကျမသိသော ဥပမာတစ်ခုနှင့် နိုင်ရပါလင် စာရေးခြင်းအတတ်ပညာမှာဝိပဿနာတရားအားထုတ်ရခြင်းနဲ့ခက်ဆင်စင်တူ၏တရားအားထုတ်သူယောဂီသည်စိတ်နှလုံးစင်ကြယ်မှုအတွက်ရှစ်ပါးတီလခံယူပြီးနောက်မိမိခန္ဓာကိုယ်၌ဖောင်းခြင်းပိန်ခြင်းကိုမှတ်ယူရပါသည်ထိုဟာကိုမှတ်သားရင်းမှ အာယုံ၆ပါးတွင် ထိတွေ့ပေါ်လာသမျှဝေဒနာများကိုလည်းမှတ်သားရပါသည် ထို့သို့မှတ်ရင်းမှဘယ်အဆင့်ဘယ်ညာတို့ ရောက်သည်ကို ကိုယ်ကိုယ်ကို မသိပါဘူး တရားပြတော်ဆရာတော်ကသာမှတ်ပုံမှားလင်မှတ်ပုံမှားသည်တခုခု၌လုံးလအပြုလွန်နေလင်လွန်နေပြီးစသည်များကိုပြုပြင်ပေးရင်မှတမာရီအားအရှင်ကောင်းလင်ကောင်းသလိုအနှင်းနှင့်အမြန်မဲ့ညံအားမျက်မှောက်ပြုကြရ၏ထိုအခါတော်မှမိမိကိုယ်ကိုမိမိမသိပေထိုမဲ့ဆိုသော အရာတွင်တော်မှ လောကီမဲ့နှင့်လောကုတ္တရာမဲ့ဟု၍ ခြားနာမှားယွင်းတတ်သေးသည်ထို့ကြောင့်ပင် တချို့သည် လောကီမတ်ကိုပင် သောတာပန်စိုက်ပြီးဟုမိမိကိုမိမိအထင်ရှိတတ်၏ဘဝင်စိတ်ကြနေစေတခဏကိုပင်မတ်စိုက်ပြီးဟု ထင်သူတွေကလည်းထင်တတ်၏ထိုသူတို့ကြောင့်ပင်ဝိပဿနာတရားအားထုတ်သူတချို့အထင်သေးပြစ်တင်ခံရပေသည် စာရေးခြင်းမှလည်းဖတ်ရှုမှုဟူသည်မှာတော့ဖတ်နိုင်သမျှဖတ်ရင်အကောင်းဆုံးပင်ဒီအတွေ့အကြုံလေ့လာမှုတွင်မူ ဝိပဿနာတရားတွင် အာယုံ6ပါး၌ဖြစ်ပျက်သမျှဝေဒနာကို ရှုရသကဲ့သို့ကျမတို့စာရေးလူသူတို့သည် ကျမတို့ပတ်ဝန်းကျင်နှင့်ထိတွေ့ဆက်ဆံနေဖို့မှာအာယုံ6ပါးစလုံးလိုပေသည်ထို့အာယုံ6ပါးတွင် လာရောက်ထိတွေ့သော ဝေဒနာမှကျမတို့စာပေများ ဖြစ်ပေါ်လာသည်ဟု ကျမအနေနဲ့ယူဆမိပေသည် အမှန်ဟုတ်သည်ဟူ၍တော့တထစ်ချမဆုလိုပါအပေကြောင့်ဆိုသော ကျမကိုရွေ့ရင်မူဝေဒနာဟုသော ခံစားမှုမရှိဘဲကျမဘာဝတ္ထုကိုမှ ရေး၍မရသောကြောင့်ပင်ဖြစ်သည် ထိုခံစားမှုမှထွက်ပေါ်လာသော အကြောင်းအရာများကို တင်ပြရာမှ စာပေဝေဖန်သူများမိမိအားထားသောဆရာများကဤစာပေမှာဘယ်အဆင့်ရောက်နေသည်ဘယ်လိုနေသည်ဘယ်နေရာ၌ဘယ်လိုအမှတ်မှားနေပြီကို ဖော်ပြသောအခါတွင်ငါမှဘာလိုနေပါသလဲဆိုသည်ကို သိရှိရလေသည်ဝိပဿနာတွင် ဥပမာအာထုံမှတ်သားနေစဉ်အတွင်းပန်းတဝင့်ကို အာယုံ၌ပေါ်လာသည် ဆိုပါစို့မြင်နေမြင်နေဟူ၍သာမှတ်ရှု၍ဖောင်းခြင်းပိန်ခြင်းတွင်သာအာယုံမပြတ်ထားရ၏ထိုပန်းကိုပြောက်သွားအောင်မှတ်သားရသည် ထို့သောမဟုတ်ပဲပန်းပွင့်ကိုအာယုံပေါ်လာရင်မြင်နေမြင်နေတဲလှပါလားဒီပန်းပွင့်လေးငါဘယ်တော့ကတွေ့ဘူးပါလဲသူနဲ့ငါတွေ့တော့ကပေးတော့ပန်းလေးပဲစသည်ဖြင့်သာ ရှောက်မှတ်နေလင်တန်းအလှတွင်မတ်မောသောတဏှာကြောင့်ဘာအာယုံမှမပြတ်နောက်ဆုံးဖောင်းနေပိန်နေပင်မှတ်မရအောင်စိတ်ပြန့်၍သွားတက်ပြီသည်ထိုနေရာ၌လောကီနှင့် လောကုတ္တရာရှင်၍ဥပမာပြရသောကြောင့်ကျမရေးပုံမရှင်းလင်းလျင် ခွင့်လွတ်ပါပင်ကိုတရားတော်ကိုတော့အထင်မမှားစေလိုပါစာရေးရာ၌လေကျမတို့အာယုံ6ပါးနဲ့ ထိတွေ့သိရှိရာမှာခံစားရသမျှဝေဒနာကို တင်ပြရာ၌ဘာပြောပြောတတဝါဤဇယိုက်ကိုလိုက်၍ဗတ်လိုက်တတ်သည်မှာဓမ္မတာပင်သည် ဝေဘန်ရေးဆရာတို့နှင့်တွေ့မှဓမ္မရိတ်ထံကြကြချိန်ညှိသောစိတ်ဖြင့်မိမိဘဝမိမိပဝန်းကျင်ကိုလေ့လာတတ်ကြပေသည်တရားအားထုတ်သူဤနှလုံးသားသည်သီလဖြင့်ပုတ်တိုက်စေကြောထားသည်ဖြစ်၍စင်ကြယ်နေတဲ့ကဲ့သို့စာရေးသူနှလုံးသားသည်လည်းမှန်သားကောင်းသော ကြေးမုံပြင်ကဲ့သို့စင်ကြယ်နေသင့်ပေသည်ထိုမှသာ ထိုစာရေးသူဤခစ်သည် စာရေးသူဤနှလုံးသားတွင် ထင်ထင်ရှားရှားအမှန်အတိုင်းပေါ်လွင်ပေလိမ့်မည် တော်လန်ရေးကောင်စီတက်ဆာကခက်ရှင်းရှင်းရေးရပါလေစက်တူရွေးကတော်တော်မယ်တော်ကကဲကျင်သူများက စာပေကိုဘောင်ခတ်ချင်ကြသည် ဆိုရှယ်လစ်စာပေမှစာပေအစ်ဆိုရှယ်လစ်စာပေဟူသည်ကားဟူ၍ အကျေဝိတ္တာယဖွင့်သူတွေလည်းအမြောက်အများပင် တခါကကျမကြည်ညိုသောစာရေးဆရာတယောက်ကပင် ဆိုရှယ်လစ်စာပေဟူဒီမှာဇက်လိုက်အများကြီးနဲ့ဝိထုကို ရေးရမည်ဟုဆို၏ကျမတော့သဘောမပေါက်ပါဘူးညံတိမ်၍လားမသိဇက်လိုက်တယောက်ထဲနဲ့ပင် လူလောကတွင် ကပြသွားရရှာသောဇက်ကောင်လူသား၏အကြောင်းကိုရော စာပေမှတ်တမ်းတွင် မတင်ရပြီလောကျမတော့စာပေနဲ့ပတ်သက်လာရင် အရက်ဆယ်မျက်နာကိုဖွင့်ထားစေခြင်းသည်ဝိတုဖြစ်စေတခြားရေးသားစရာများဖြစ်စေအကြောင်းအရာများသည်ညေကြီးမိဘုံမှသည်ကောင်းကင်ဘုံအထိရှိ၏ထိုမျှကျေပြန့်သောလောကအားဘာကြောင့်ခွင်တွေဘောင်တွေနှင့်ပိတ်ကာတင်းကျပ်ချုပ်ချယ်သတ်မှတ်ထားခြင်းပါသနည်းဥပမာဆရာဇဝနသည်ကျေးမုံတည်င်းစာတွင်သူမန္တလေးသွားစဉ်ကစီပြက်တနာဘလောက်ခက်ခဲ၍လူတွေဒုက္ခရောက်နေသည်ကိုဖော်ပြ၏ တနေ့ကစံပြက်တနာကိုကြေးမုံတွင် တဖန်တင်ပြ၏ထိုကိစ္စမှာ နေ့စဉ်သူနှင့် တွေ့ထိနေသော လူသားတို့ပြက်တနာကို တင်ပြနေခြင်းဖြစ်၍ဆရာအားစီစံပြက်တနာလောက်ကိုအကျဲ့ချဲ့သည်ဟု၍အပြစ်တင်เสียမှရှိ သူဆောင်းမသည်သူခိဤကြေးမုံပင်သည်ဝိထုတွင်လည်းရေးသူဤပဝင်းကျင်သည် သူဝိထုကြေးမုံပင်တွင် ထင်လာစမြဲပင်သည် တင်ပြပုံနဲ့ပတ်သက်၍လဲဘယ်ဟန်ကို သုံးမှာဟု၍ကျမမပြောပြတတ်ပါ တခါကစာရေးဆရာဦးသိန်းဖေမြင့်နဲ့တွေ့စဉ်ကမခင်ယူရဲ့မင်းတို့ခေစာရေးသူတွေဟာသူတို့စာတွေကို လူတွေနားလည်အောင်မရေးကြဘူးဖတ်တဲ့သူစိတ်မှာချောချောကြီးကြအောင်ရေးနိုင်ဖို့ကောင်းတယ်ဟု၍ပြောပြခဲ့၏ကျမအနေနဲ့တော့သူ့ပြောပြချက်ကိုလက်ခံလိုပြီကျမတို့တစ်ခေတ်တွင်ဖတ်သူနားမလည်လောက်အောင်ဖွဲ့နှွဲခြင်းကိုပင် ဟန်တစ်မျိုးအဖြစ်ဂုံယူရေးသားသူများရှိပေသည်အပြစ်တော်တင်စရာမရှိပေထိုဟန်ကိုသဘောကျ၍လက်ခံသူရှိလျင် ကျမတို့ကဝေဖန်ဖို့မလိုပေတက်နိုင်ရင်တော့မိမိထိတွေ့ခံစားရသမျှဝေဒနာအားမိမိကဲ့သို့သူတစ်ပါးနားလည်အောင်ဝါစာဖတ်သူမနှောနိုင်ချောချောကြီးကြအောင်ရေးနိုင်ရင် ကောင်းသောဟန်ဖြစ်သည်ဟု၍ထင်ပေသည်ဝိတ္ထုတိဆောက်ပုံကို ပြောပြပါအောင်ဆိုရင်ထိုမေးခွန်းကို ကျမตาရွေ့မဖြေတတ်ပါဝိထုတွင်ဝိထုတီဆောက်ပုံပင်မကြောယိုးအရေးကြီးသည်ကိုတော့ကျမသိသည်ဘလို့ဆောက်တီရမည်ကိုတော့မပြောပြတတ်ပါတခြားပညာရှင်များသိလျင်စာဖတ်သူများကိုစားကျမကပင် တောင်းပန်လိုပါသည်ဤရှုမဝမဂဇင်းမှာ ရေးသားပြကြစီလိုပါသည်တရာနီးမှန်ဖို့နှင့်စလုံးပေါင်းတပ်ပုံမှမူတင်ယူလျင်ရပါသည် ကျမဝိထုများတွင်ဝါကြများရေးရ၌ ။သရာနီးမကြသောဝကြများခဏခဏပါလာတက်၍ကျမကိုယ်တိုင်ပင်သတိထားလေးလာပြင်ဆင်နေရပါသည်။ဝိထုဖြစ်စီစောင်းမဖြစ်စီနာမည်တက်ပုံမှလည်းအရေးကြီးသည်။ရှုမဝတွင် ကျမစာမှုများပို့စာကဆရာငွေဦးတော်ဦးကြီးမောင်ကမခင်ယူဝိထုရေးရာတွင်နာမည်တက်ခြင်းသည် အရေးကြီးသောပညာရပ်တစ်ခုဖြစ်၍ကိုဝိထုကို ကိုနာမည်တက်တတ်အောင်စူးစမ်းပါဟု၍မှတ်ချက်နှင့်အတူ နာမည်မတက်မီသောဝတ္ထုတစ်ပုဒ်ပြန်လာခဲ့ပါသည်တက္ကသိုလ်တွင် ကျမစာတင်စဉ်ကလည်းဆရာဦးတင်မောင်ထေးကရေးသားသော စာများ၌ခေါင်းစဉ်တက်ပုံအရေးကြီးသည့်အကြောင်းသင်ကြားပြသခဲ့ပါသည်ကဲဒါဖြင့်မခင်ယူဝတ္ထုတွေကိုဘယ်လိုနာမည်ပေးရမလဲလို့မေးရင် ကြည်သာပေးကြပြီတော့ဟု၍ကျမဖြေမိမိဖြစ်ပေသည်ဘာမှတိကျရေးရသော အဖြေကိုမပေးနိုင်သော ကျမအား ထပ်မံ၍စာရေးလူသူတို့ကမေကုံများမေကောင်းမေးခြင်းပေးလိမ့်မည်ကျွန်တော်တို့ကျမတို့ဝေဒနာဆိုတဲ့ခံစားမှုလည်းရှိပြီးဝိတ္ထုလည်းတိဆောက်တတ်ပြီးတင်ပြပုံမှာလည်းသူတစ်ပါးမနှော ချောချောကြီးကြအောင် တင်ပြတတ်ပြီးကဲစာရေးဆရာတယောက်ဖြစ်ပြီလားနာမည်ကြီးပြီးဝင်ငွေကောင်းပြီလားထိုမေကုံကိုထပ်မံမေးလင် ကျမဤအဖြေမှာမပြောနိုင်ပါဟူ၍ပင်ဖြေမိမိဖြစ်၏ နာမည်ကြီးခြင်းနဲ့ဝင်ဝေကောင်းခြင်းမှာမိမိတွေ့ထိသောပတ်ဝန်းကျင်ကိုလေ့လာသုံးသပ်ခြင်းတင်ပြပုံခြားနာခြင်းနဲ့ဘဝကံပါရမီတို့အပေါ်တွင်တည်သည်ဟု ကျမထင်ပါသည် လူနှစ်ယောက်ကို မဆိုထားပြီးကျမတစ်ယောက်တည်းပင်လင်အကြောင်းတစ်ခုကိုလေ့လာသုံးသပ်ပုံညင်ပုံမှာအချိန်ကာလအခြေအနေကိုလိုက်၍မတူပါဥပမာကျမသည်စစ်မှုထမ်းသူဤဇနီးဖြစ်၏လင်းတယ်ဤအရေးကို ခိုလုံနေရသူတို့ပြီပြီလင်းတဲ့ဤနောက်သို့လိုက်ပါနေရစေစစ်မှုတန်းသူတို့ဤပတ်ဝန်းကျင်တွင် နေရစေ၌သူမအမြင်သည် လောကကို တမျိုးမြင်ဤဤမြေကြီးပေါ်လမ်းမပေါ်တွင် လင်းတဲ့ဤကားကိုမိခို၍စီးရစေကာလ၌ကျမသည် လောကကို တမျိုးမြင်မီကဲလင့်အပားမခွာ၍ကျမယနေ့မြေကြီးပေါ်လမ်းလျှောက်ကြည့်ပါ ။ကစောဆိုင်ကိုလည်းဖြတ်တန်းသွားရမည်။မျက်လှည့်ပွဲကိုလည်းပလက်ဖောင်းပေါ်တွင်တွေ့ရမည်။မြူရဲလိုက်၍ထမိန်၆ဆပြဲသော ခွေးချူသည်တဲကိုလည်းကျမတွေ့ရမည်။ကြောင်းစဖွင့်စာ စာအုပ်ဖိုးမပေးနိုင်သည်နှင့်တားကိုမဲရိုက်သောနတ်နတ်သီးတဲကိုလည်းကျမတွေ့ရပါမည်။ထိုသောအခါကျမဤခင်မွန်းတဲ့နှင့် ကားပေါ်မှာအတူရှင်ကမြင်သောအမြင်နဲ့လေလာချက်တို့မှာပလက်ဖောင်းပေါ်တွင် တိုးဝေလျှောက်ရင်မြင်သောအမြင်လိလာချက်တို့နှင့်ကြွားခြင်းတိုင်းကြွားမီထိုလိလာချက်တို့ကိုတင်ပြသောစာပေတွင်လည်းပရိသတ်လက်ခံပုံစိတ်နှစ်သက်ပုံမှာလုံးဝခြားနာပြီလိမ့်မည် ထိုတင်ပြပုံကိုလိုက်၍နာမည်ကြီးခြင်းမကြီးခြင်းကလည်းတည်သည်ဟုထင်ပေသည်ဆိုရှယ်လစ်လောကတွင်ကံနှင့်ပါရမီကိုခင်နှင်းယူသည်ယုံကြည်ရမလားဟု၍အပြစ်တင်ပါလျင်လဲခံရပါမည် ်ဂေါကီသည်လက်သမားသားဂေါကီမဖြစ်ဘဲကက်သရင်းဘရင်မ၏သားသာဖြစ်ခဲ့ရင် သူ့အကျိုးပေးလေတမျိုးဖြစ်ပေလိမ့်မည်ကက်သရင်းဘရင်မသည် လင်ကိုနန်းချ၍မိမိကိုယ်တိုင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခဲ့၏ကက်သရင်းသည်ဂေါကီထက် အစာပေါင်းများစွာ ချမ်းသာခဲ့သောဘရင်မတဦးပေသည်သို့သောသူသည်ရုရှားပြည်၏ နယ်နမိတ်အဆုံးထိတာအာနာဆက်ပြန့်လွင့်စိုးမိုးခဲ့၏ဂေါကီသည်လမ်းပေါ်မှရှောက်ပြေးရင်းမှရုရှားပြည်၏နယ်နမိတ်ကိုကျော်လွှား၍ယနေ့အရှိအနောက်တိုင်းပြည်များတွင် သူ့နှလုံးသားသည်ကျေပြန့်လွှမ်းမိုး၍ချစ်ခင်မျက်နှာမှုကိုခံစားရစေဖြစ်၏ဂေါကီသည်အိမ်တော်ပရိဘောကလုပ်သောလက်သမားဤသားသူကိုယ်တိုင်ကဖနှက်ချုပ်သမဘဝမှသည် အလုံမျိုးစုံဘဝမျိုးစုံ၌ကျင်လည်ခဲ့ရသူသည် ထို့သို့ဖြစ်လျင်တခြားလက်သမားသားဖနှက်ချုပ်သူတို့သည်ဂေါကီလိုကဘာကျော်စာရေးဆရာ ဖြစ်လာကြပါမလားဟုစိုးစရာရှိ၏မဖြစ်လာနိုင်ပါဂေါကီနှင့်အတူတခြားသူများလည်းဘဝကျမ်းကို ဖြတ်တန်းလာရ၌ထိုဘဝဒဏ်ကို ခံသာခံကြရသည်ခံရသူတိုင်းလည်းဂေါကီလိုမိမိဘဝကိုစူးစူးရှရှမလေလာတတ်လေလာတတ်ပြန်တော့လေဂေါကီလိုတင်ပြရင်ပညာမတတ် ပညာတတ်သူတိုင်းစာတတ်သူတိုင်းမိမိဘဝအတွေ့အကြုံကို တင်ပြတတ်သည်ဆိုရင်အင်္ဂလန်ဘရင်တက္ကသိုလ်တွင်ဒိဋ္ဌိကျဲပညာတတ်တွေထွက်သမျှစာရေးဆရာတွေကြီး ဖြစ်เสียအကြောင်းရှိ၏ထိုကဲ့သို့ဖြစ်မလာနိုင်ပါဘူးထို့ကြောင့်ပင်စာရေးဆရာဖြစ်ဖို့ရနိုင်ရောကြော်ကြားဖို့နိုင်ရောဘဝကံပါရမီကြောင်းသည်လဲပါလာသည်ဟု၍ကျမဆိုလိုခြင်းဖြစ်ပါသည်ယုံခြင်းမှတော့ယုံပါမယုံမှလည်းလဲ မိမိဘာသာစမ်းသပ်ကြည့်ကြပါကုန်ဝိပဿနာတရားသည်နောက်ဆုံးရှုမှတ်เสียအာယုန်နှင့်ရှုမှတ်သောစိတ်တို့ပြက်သည်နှင့်တပြိုင်နက်ကုသိုလ်အကုသိုလ်စိတ်တို့ခြုံငင်းရာအေးချမ်းသောနိဗ္ဗာန်ကိုမျက်မှောက်ပြုကြရ၏ကဲထို့သို့ဖြစ်လျင်စာရေးဆရာဖြစ်လာသောအခါသို့မဟုတ်စာရေးဆရာတို့၏ဘဝအဆုံးသတ်သည်ကိုအေးမြချမ်းငင်းတာယာပါရဲ့လားဟု မေးเสียရှိ၏ ထိုအမေးကိုဖြေလျင်စာတအုပ်တသက်ပြုစုရပြီလေညီကျမအဖို့တွင်မူရေးချင်သည်များကို ရေးရစေတခဏတွင်တော့လောကကိုမေ့ပဝင်းကျင်ကိုမေ့ကလောကီဇံဝင်စားနေသူတို့နှင့်တူ၏သို့သော ရေးချင်တာကို မရေးရသောအခါဖြစ်စေစာရေးပြီး၍စာသမားပတ်မှထသောအခါဖြစ်စေပဝင်းကျင်ကိုပြန်လည်ထိတွေ့ရတိုင်းအသိနှလုံးတို့သည် နာကျင်မြဲနာကျင်လှသည်တကား ကျမထင်သည်ဇာရေးဆရာဖြစ်မဲ့သူဤအသေးနှလုံးသည်ငယ်စဉ်ကနတ်သမီးပုံမြင်တဲ့တွင်ဖတ်ရတဲ့ကဲ့သို့ချိန်စာသင့်နေသောအသင်းတစ်လုံးဖြစ်နေသည်ဟုထင်ပါသည်။အဘယ်ကြောင့်ဆိုသော သူတထူးထက်ခံစားမှုပြင်းပြယုံမက လေလာရ၌လဲစူးရှမှုပိုလေသည်။စင်စင်မတော့စာရေးဆရာဆိုသည်မှာဇီဝဇိုးငှက်ပါပင်သည်။ဇီဝဇိုးသည်ဗျံလွားငှက်မျိုးတွင်ပါဝင်၏။သူသည်ပင်လယ်အန္တဝါအနှံ့ တောတောင်အနှံ့ပြန်တန်း၍သူနာရာကြောက်ဆောင်သို့ပြန်လာ၏သူဤအတိုက်အားသူတစ်ပါးတို့ကဲ့သို့တစ်ကိုင်းတည့်ရွတ်တို့နှင့်မလုံအာကောင်၌ဖြစ်သောအာဇီးကိုအံထုတ်၍အတိုက်ပြု၏တခါတရံအံရလွန်၍ထိုအာဇီးတွင်ယင်မှသွေးပင်ပါလာတတ်သည်ထို့သော ထိုငှက်တိုက်ကိုစားသုံးရသူ လူသားတို့အဖို့အင်အားပြည့်စုံကရတာထူးနှင့်ပြည့်စုံလှ၏ကျမတို့သည်လည်း လူလောကဘွေးအန္တဝါတွင် ပြန်တန်းလေလာရင်မှကျမတို့ရင်၌ဖြစ်သောစာပေကိုအံထုတ်ကာအတိုက်ပြု၍လောကသားတို့အားပေးအပ်ပါသည်။တခါတရံရင်မှသွေးတို့သည်လည်းငှက်တိုက်တွင်လိမ့်ကြံလျက်ပါလာခဲ့ပါ၏။ထို့သောစားသုံးသူလူသားတို့၌ခွန်အားပလပြည့်စုံသည့်ဆိုငါအံဤရင်မှသွေးချောင်းပင်စီးပါစေ။တေသည်အထိမပြတ်အံထုတ်သွားကြမည်ဖြစ်၏။ ဤစေတနာသည်သာလျှင် ကျမတို့စာရေးဆရာတို့ဤကုသိုလ်ပင်သည်သို့တော့ဤဘဝကိုမိသူကမျှမတိုက်တွန်းကိုဘာသာကို ဖြစ်လို၍ကိုဝါဒနာနဲ့ကိုစူးစားလာခဲ့ကြခြင်းဖြစ်၏ဇီဝဇိုးငှက်ထက်ပင် စာရေးဆရာတို့၌ကံဆိုးသည့်အကြောင်းတစ်ခုရှိ၏ငှက်ငယ်ဤငှက်တိုက်ကို လူသားတို့ယူရ၌သွေးပါသောငှက်တိုက်ကိုမယူရထိုငှက်တိုက်ကိုလည်းတိန်စွန်ရဲတို့မဖြက်စည်းရန် သစ်တော်ဝင်နှန်းများကကာကွယ်ရ၏။အော်သူတို့၌ပင်လုံခြုံမှုရှိစွာတကား။ကျမတို့စာရေးဆရာတို့၌မူလုံခြုံမှုဆိုသည်မှာရှာမရယုံမက သူကိုစွမ်းကိုစားညံစွမ်းညံစားဖြင့်ပြုလုပ်အပ်သောဤငှက်တိုက်မှသွေးထွက်အောင်မင်းညှိယူမိသူတို့နှင့်တွေ့ကြုံရအောင်မြည်ပါတကား။ နာဆင်သူပြည်သက်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။အားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်။